တနင်္ဂနွေနေ့မနေ့ကတောင်းရင်းကြီးမြို့မြင်းရေးဆက်စုံစီဆိုင်ဖျက်ရှားပေးဖို့ကောင်းဆိုနေတဲ့စန္ဒပြသူတွေကိုတောက်စီခဲ့တဲ့စကားမှုကဥရင်နဲ့အညီလုတ်ကန်ဆောင်ရွက်ရမှာဖြစ်တယ်လို့ပြောဆိုခဲ့တာကိုဥဆောင်ပါဝင်စန္ဒပြသူကိုကျော်ထွန်းကအခုလိုဖြေကြားခဲ့ပါတယ်ဥရင်နဲ့မြင်းရေးလို့ကျွန်တော်တို့ကတောက်စီပြီးတော့မှဒီကြီးကိုဆောင်ရွက်တာပါဒါဆိုလို့ရှိရင်ကျွန်တော်ပြောပါမယ်ကျွန်တော်တို့ကလည်းဥရင်နဲ့အညီပြုတင်လာတော့ ပုံမှန်ညညီတင်ခဲ့တယ်လည်းပဲတကယ်တော့ကျွန်တော်တို့လက်တွေ့ကြုံတွေ့ခဲ့ရတာကဥပဒေနဲ့ညီကျွန်တော်တို့ကဘာမှဖြစ်မလာဘူး။ဒါပေမဲ့ကျွန်တော်တို့ဖုန်းကတက်တင်နေဖုန်းကတက်တင်နေတဲ့ဘယ်ဦးတင်ရလဲဆိုတော့မျိုးနမူးရှိနေတာ။အဲ့ဒီဖုန်းကတက်ပေးခြင်းမပေးခြင်းရလဲမျိုးနမူးကပြန်လို့။နောက်ပေးတဲ့ခါကျကျွန်တော်တို့ကပုံမှန်ဆက်ချင်းနဲ့ရေးယူတယ်မျိုးနမူးကပဲပြန်လို့။ဆန္ဒပြဘက်ကလူ၁၀ဦးကမူပေါင်းပါဝင်လာခဲ့ပြီမဲ့အရင်ဆန္ဒပြတာတွေဟာတကူတော့ဆန္ဒပြတာလို့ပြောပါတယ်မြို့ပံတွေအနေနဲ့ပူပေါင်းပါဝင်ဆန္ဒပြလို့ကြပြီးမြောက်ပြားများရှိနေကြပါတယ် တာတာထုတ်ပေါ်ရတာဆိုတော့ကျွန်တော်တို့အချင်းချင်းရဲ့အဲကျောင်းလက်ကနော်လက်ကရေတဲ့တိုင်းမှာနော်ဟိုအထားသူကလည်းဟိုကျွန်တော်စနစ်ချထားတယ်နော်ဟိုဒိုင်းစင်အရောက်ပေါ့နော်စနစ်ချထားတယ်နောက်ပြီးတော့ဝင်နှန်းနေအနေနဲ့ရတယ်ဟိုဟိုလက်ချင်းဒီလားရှိတယ်နော်အမြဲတမ်းလေးပေါ့နော်ဒီရကျွန်တော်ကဂျူလီရှိတယ်နောက်တစ်ခုကကျွန်တော်တို့မိသ ဆင်းအလုံးလုံးရှိတယ်ပေါ့နော်။နောက် ပြီးတော့တကယ်လို့ဘာဖြစ်လဲဆိုကျွန်တော်တို့ဆိုကြပါစို့နော်ဆိုကြပါစို့ဆိုတာမဖြစ်နိုင်ဘူးလေအတန်းတူထားပေးတော့ပြန်ထား True story ငါတို့လည်းဆိုရင်မှပဲလေ new တွေစက်သုံးစီအယောင်ဆိုင်ဟာမြို့လေကောင်နေသားမှာရှိနေပြီမိဘအန်တွေကြောက်ရပါကများစွာဆုံးရှုံးနေနိုင်တဲ့ဆိုရင်ပူပန်မှုကြောင့်တောင်နှင်းမြို့ပြည်သူများကိုစားဆန္ဒဖော်ထုတ်တောင်းဆိုတာလို့ကိုကျော်ထွန်းကပြောပါတယ် ကျွေးပေးဖို့လို့ကျွန်တော်တို့ညှိနှိုင်းခဲ့တဲ့အပေါ်မှာကျွန်တော်တို့ဇုံတရားမှအဖြေတစ်ခုမထွက်သေးဘူး။ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တရားစွဲမယ်။ကျွန်တော်တို့ပြောခဲ့တာတွေတစ်ခုမှထည့်မထားပဲနဲ့သူတို့လိုချင်တာတွေဆွဲပြီးရေးသွားတဲ့ကိစ္စကိုကျွန်တော်တို့တရားစွဲမယ်။နယူရေးဆက်၃စီဆိုင်ဟာရခိုင် BOC လက်ထက်ကလေးကဖွင့်လှစ်ထားတာဖြစ်ပြီး2010ခုနှစ်ကမှပုတ်ရီကလည်းထဲကိုလွှဲပြောင်းပေးလိုက်တာလို့ဆိုပါတယ်။စာနာပြမှုကိုနာဝက်ကြရဲရင်အားနဲ့ခਿੱတတားခဲ့ပေမဲ့ဆက်၃စီဆိုင်အရောက်တန်းစီစာနာပြနိုင်ခဲ့ပါတယ်။ ။အမှတ်ချိန်ပြီးမှာတော့ဥဆောင်ပါဝင်ကိုကိုကျော်ထွန်းကိုပြီမိုးနဲ့ကိုဆက်မောင်တို့ကိုပုံမှန်ဖက်ရှင်နဲ့မြို့နယ်တည်ရက်တက်ဖွဲ့စကမ်းမှာအမှုဖွဲ့ခံထားရတယ်လို့သိရပါတယ်ခင်ဗျာ။